လူအများအပြားကထာဝရအသက်ရှင်ခြင်းရဲ့လျှို့ဝှက်ချက်တွေကိုရာစုနဲ့ပေါင်းများစွာကရှာဖွေခဲ့ကြတာပါဒီနေ့ရဲ့ Top မြန်မာမှာဆွေနော်တေးပြီးရနောက်အသက်ရှင်လှူရှားနိုင်တဲ့တရိတ်ဆန်ဆေးကောင်းချောင်းကိုခိုင်နေတူတူလေ့လာကြည့်ကြမှာပဲဖြစ်ပါတယ် Subscribe နဲ့ခေါလောင်းလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်ဆက်လိုက်ပါပြီနော်နံပါတ်10ပူဟတ်တင်းငယ်တဲ့ပိုးကောင်ငယ်လေးတွေကဒီစင်းမှာပါဝင်နေတဲ့အတွက်အားအသင့်စရာတော့မဖြစ်တတ်ပါဘူးရှင် ပိုဟက်တွေကသူတို့ရဲ့ဇွဲနဘဲတွေကြောင့်ပဲနာမည်ဆိုးနဲ့နျူကလ িয়ার ဆက်ပွဲအတွင်းမှာအသက်ရှင်ကျန်ရနိုင်ခြင်းအရှိဆုံးသူတွေဖြစ်နေမကြာခဏညှိုးဆို့ခံရလိမ့်ရှိပါတယ်တချို့ကခေါင်းမပါဘဲနဲ့အသက်ရှင်နိုင်တယ်လို့တောင်မှပြောကြတာပါ။အံ့ဩဖို့ကောင်းပါတယ်။တကယ်တော့သူတို့ကနှစ်ပတ်လောက်အသက်ရှင်နေနိုင်ပါတယ်။ဒီပိုးကောင်တွေကခေါင်းဖြတ်ထားတာတောင်မှဘလို့ရှင်တန်နိုင်ကလေးဆိုတာတွေကိုနားလည်ဖို့အတွက်အရင်ဦးဆုံးကျမတို့တွေရဲ့နုနယ်တဲ့လူသားတွေဘလို့မှမစွမ်းဆောင်နိုင်တာတွေကိုနားလည်ရပါလိမ့်မယ်။ လူသားတွေဥကောင်းပြတ်သွားတဲ့အခါသွေးအမြောက်အများထွက်လာပါတယ်။ဒါပေမဲ့ပိုဟက်တွေမှာအဲ့ဒီပြဿနာမရှိပါဘူးရှင်။ပိုဟက်တွေမှာကပွင့်လင်းတဲ့သွေးလည်ပတ်မှုစနစ်ရှိတဲ့အတွက်ကြောင့်သွေးပေါင်လည်းအနည်းငယ်မှမရှိဘူးလို့ဆိုကြပါတယ်။သူတို့ရဲ့ခေါင်းတွေပြုတ်သွားမယ်ဆိုရင်တော့သွေးခဲသွားတဲ့အတွက်ကြောင့်ထန်ရာကတဘာဝအတိုင်းပြန်ဖြစ်သွားပြီးတော့သွာလာနိုင်တာဖြစ်ပါတယ်။ ဒုတိယချက်အနေနဲ့သိတာကလူဦးကောင်းတွေကခန္ဓာကိုယ်ရဲ့အလွန်ကိုအရေးကြီးတဲ့အစိပ်ပိုင်းတွေကိုကင်ဆောင်ထားတာပါပဲ။လူသားတွေကခေါင်းမပါဘဲနဲ့အစာစားခြင်းနဲ့အသက်ရှူခြင်းတွေကိုမလုပ်နိုင်ပါဘူး။ဒါပေမဲ့ပိုးဟက်တွေကတော့သူတို့ဦးကောင်းကအသက်ရှူဖို့အတွက်မလိုအပ်ပါဘူးရှင်။သူတို့ရဲ့ခန္ဓာကိုယ်ပေါ်ကအပေါက်လေးတွေကနေတဆင်အသက်ရှူကြတာပါ။ကောင်းမပါတဲ့ပိုးဟက်တကောင်ကနောက်ဆုံးအစာငတ်ပြီးတော့တေဆုံသွားပါလိမ့်မယ်။ဒလလိုလိုဖို့အတွက်သတင်းပတ်တွေကြားပါလိမ့်မယ်ရှင်။နမကောပြ ပြားတွေကတေသွားတာတောင်မှပဲတင်းတို့ထင်ထားတဲ့အတိုင်းတင်းကိုမကိုက်နိုင်သေးပါဘူးပြားသေးတွေကအနီးနားမှာမပြန်နိုင်မဲနဲ့တက်ကြွစွာနဲ့ကိုက်နေပါတယ်ပြားတွေကတေတာကြပြီးဖြစ်နေပေမဲ့လည်းသူတို့ကိုက်ခဲထားတဲ့အစိပ်ပိုင်းတွေနဲ့ပို့ပြီးတော့အရေးကြီးတာကအစိပ်ပေးပို့မှုစနစ်တွေကအလုံးလုံးနေစေဖြစ်လို့ပါပဲနော် ပြာတုပ်တဲ့အခါမှာကြိုက်ခင်ရတဲ့အစိတ်ကသူ့ရဲ့ခန္ဓာကိုယ်ထဲကနေခွဲထွက်ပြီးသားကောင်ရဲ့အရေးပြားတဲ့ကိုထိုးသွင်းနိုင်ပါတယ်။ဒီအရာနှစ်ခုစလုံးမှာပြာအစိတ်နဲ့အစိတ်ကိုညှစ်ထုတ်တဲ့သင်းငယ်တဲ့ကြွက်သားတွေပါဝင်တဲ့အင်္ဂါတစ်ခုကြောင့်ဖြစ်တာပါ။ပြားတွေကဇီဝကံမှာဖိဒါရဒီလုံးဆောင်ချက်တွေကိုသူတို့ရဲ့ရိုးရှင်းတဲ့အုံနောက်နဲ့ထိန်းချုပ်ထားခြင်းမရှိပါဘူးနော်။ဒါပေမဲ့မလိုလားအတဲလှုံ့ဆော်မှုတွေကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ပြားတွေတကောင်ကိုကောက်ယူလိုက်မယ်ဆိုရင်တော့ဘာမှမဖြစ်ဘူးလို့မထင်လိုက်မိပါနဲ့ရှင်။ နမရှိချက်ခေါမပါတဲ့ကြရကောင်လှဲ့ပတ်ပြေးနေတဲ့ဇာကကအမှန်တကယ်ကိုရှိရပါလဲသမားတရားရောက်ကိုမေးကြည့်မယ်ဆိုရင်တော့သူတို့ကပြောပြကြပါလိမ့်မယ်ကျတွေရခေါင်းဖြတ်ပေးရတာမှလှဲ့ပတ်ပြီးတော့ပြေးနိုင်ပါ रे ဒီအတွက်အလုံးကိုရိုးရှင်းတဲ့အကြောင်းပြချက်တစ်ခုရှိတာပေါ့ကျတွေရဖောက်ဝင်နေတာမဟုတ်ပါဘူးเนาะအခုအကြောင်းပြချက်ကိုယုံတည်ဖြစ်စေမယုံတည်ဖြစ်စေဒါတွေကလူတွေရအမှားပဲဖြစ်ပါ रे ပို့ပြီးတော့တိတိကျကျပြောရမယ်ဆိုရင်တော့စက်သက်သမားရအမှားပဲဖြစ်ပါ रे ကျက်ရဲ့ဗဟိုအာယုံကျောစနစ်တွေကကျမတို့လူသားတွေနဲ့အလွန်ကိုကွာခြားတာကိုသိပါသလားတချို့သောအခြေခံခန္ဓာကိုယ်ဆိုင်ရာလုပ်ငန်းဆောင်တာတွေကို အုံနောက်ကိုယ်တိုင်ကမထိန်ချုပ်ဖဲနဲ့အုံနောက်ပင်မရဲ့တချို့စိတ်ပိုင်းတွေကထိန်ချုပ်ထားပါတယ်ပြီးတော့ဒါအပါကိုဆိုလိုတာပါလေကျက်သက်သမားကကြက်ကောင်းကိုအယမ်းမြင့်အောင်ခုတ်ထက်ထားတတ်တာကကျက်ရဲ့ဦးကောင်းကအုံနောက်ပင်စီနဲ့ဆယ်လီဘရန်တော်တော်လေးကိုအတော်လေးကိုထွက်သွားတာဖြစ်ပါတယ် ကြက်သက်သမားလေးဇူဂူလာကိုလွတ်သွားမယ်ဆိုရင်တော့မပြည့်စည်ပဲနဲ့ကြက်ကဆက်လက်လှုပ်ရှားနေုံသာမကပဲနဲ့တခါတရံမှာအသက်ပါရှူနိုင်ပါသေးတယ်။နောက်ဆုံးမှာအစာငတ်သေးပေမဲ့ကြက်တကောင်ကခေါင်းမပါပဲနဲ့ဆက်ရှယ်လာအသက်ရှင်ကြင်ရတဲ့ထူးခြားတဲ့ဖြစ်ရတဲ့ခုလေးရှိနေပါသေးတယ်ရှင်။နံပါတ်9ရေဘဝဲ ခောက်ထိတ်ခံရပြီးရဲ့နောက်မှာတော့ရေပွဲတကောင်ဆက်လက်လှူရှားနေတဲ့ဗီဒီယိုကိုအွန်လိုင်းမှာမြင်ဖို့မှာတေချာပါတယ်။တကယ်တော့တချို့အာရှနိုင်ငံတွေမှာရေပွဲလက်လက်ဆက်ဆက်စားသုံးခြင်းကတေစီလောက်တဲ့စားပွဲတစ်မျိုးဖြစ်ပါတယ်။ခောက်ထိတ်ခရပီးရဲ့နောက်အသက်ရှင်ကျန်ရတဲ့ရေပွဲကအမှန်တကယ်ပဲလှုပ်ရှားသွားလာနိုင်တဲ့လက်တံရှိခုရှိတာပါ တယောက်ယောက်ရဲ့လဲချောင်းထဲမှာကြွက်ကက်နေတဲ့ဒီလက်တန်ရှဲချောင်းကအလုံးကိုစိုးသွားတဲ့နေတနေ့ကိုဖျက်ပေါ်လာရတာက ရေပွဲတွေကလက်နှစ်ဖက်ကိုကလေးဖြန့်လိုက်တဲ့တိုင်အောင်လို့ရေရှားမှုတွေကိုထိမ့်သိမ်းရတဲ့အကြောင်းရင်းကဆွဲမဖွဲကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဗဟုအာယုံကျောစနစ်တွေကအလွန်ကိုထူးခြားတဲ့အတွက်ကြောင့်ပါပဲရေပဝဲရဲ့အာယုံကျော cells ၃ခုတွေကနှစ်ခုကိုအုံနောက်ထဲမှာမတွေ့နိုင်ပေမဲ့သူတို့ရဲ့လက်ထံတွေထဲမှာတော့တွေ့နိုင်ပါတယ် ပင်မအုံနှောင်းနဲ့မချိတ်ဆက်ထားပေမဲ့လေဒီလက်တံတွေကလှုံ့ဆော်မှုတွေကိုဆက်လက်တုံ့ပြန်နေတာပါတကယ်တော့ရေပွဲကြီးတည်ဆုံသွားပြီးလက်နှစ်ဖက်လုံးအဖြတ်ခံရပြီးရနောက်မှာတော့မှသူတို့ဟာတုံ့ပြန်မှုတွေရှိနေသေးပါပဲလန်ဒန်က George တက္ကသိုလ်မှာဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကြေပြန့်တဲ့စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်ဒီရေပွဲကိုတန့်စင်ပြီးရနောက်သူတို့ရလက်တွေကိုဖယ်ရှားပြီးတော့စမ်းတပ်ဖို့အတွက်အစံအသက်မဖြစ်သေးမီအထိအေးခံထားတဲ့ပင်လေရေထဲမှာတနအိကြာစိန်ထားလိုက်ပါတယ် တချို့လက်တံတွေကိုထောင်လိုက်ထောင်ထားပြီးတချို့ကိုအလျားလိုက်ခင်းထားလိုက်ပါတယ်။အဲဒီနောက်သူတို့စက္ကန့်ပိုင်းအတွင်းမှာဖော့ပိုင်းနဲ့တိုးလိုက်တဲ့အခါမှာတော့ထောင်လိုက်ထားတဲ့လက်တံတွေကမနှဲ့မြို့ပေါ်ရလှုံ့ဆော်မှုဖြစ်နေဖော့ပိုင်းကိုဆွဲညင်လိုက်ပါတယ်။အလျားလိုက်ထားတဲ့လက်တံတွေကမလိုလားအပ်တဲ့လှုံ့ဆော်မှုတွေနဲ့ဝေးရာတွေကိုရွေ့သွားတာပါ။များစွာသောအစိပ်ပိုင်းတွေကဥကောင်းစီကိုကွေးညွတ်သွားကြပါတယ်။ရေပွဲတွေတိတ်ဆုံးပြီးတော့တပတ်ကြာတဲ့အထိအဲလိုလှုံ့ဆော်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။နံပါတ်6ပုတ်တင်ညို့ ပေါက်တဲ့ညိုတွေကအသက်ရှင်ပြီးတော့မတည်နိုင်တဲ့ဘဝနဲ့အမြဲတူတူဖြစ်ပါတယ်။မော်ပညာကိုယုံကြည်တဲ့သူတွေတောင်ဒီတရိတ်ဆန်ရဲ့အံ့ဖွယ်ပြန်လဲရှင်တန်မှုစွမ်းအားတွေကိုစမ်းကြဲတယ်လို့ယူဆနိုင်ပါတယ်။ပေါက်တဲ့တွေကခုတ်ထက်ထားတဲ့ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်ပိုင်းကိုမဆိုပြန်လဲရှင်တန်နိုင်တဲ့စွမ်းရည်တွေရှိကြတာပါ။ပို့ပြီးတော့အံ့အားသင့်စရာကောင်းတာကဒီပြန်လဲရှင်တန်တဲ့အစိတ်ပိုင်းတွေကအရင်အတိုင်းတူညီနေတတ်တာဖြစ်ပါတယ်။ဒါပေမဲ့မူရဲ့စိတ်ပိုင်းတွေထပ်တာမှာပိုကောင်းနေပါသေးတယ်။သူတို့ကအဓိကအားဖြင့် sales point တွေကိုလွယ်ကူချောမွေ့စေတဲ့ ဆော်မန်ဓာရီမှာတွေ့ရတဲ့ထိုးကြတဲ့ protein ကြောင့်ပဲဖြစ်ပါတယ်။ဒီ protein ဓာတ်တွေကိုလူတွေမှာလည်းတွေ့နိုင်ပြီးမြေပမာဏနည်းနည်းပဲတွေ့ရပြီးဒဏ်ရာတွေကိုသက်သာပြောင်းကြအောင်လို့ကူညီပေးပါတယ်။ protein ဓာတ်တွေကပြတ်တောက်နေတဲ့ခြေလှမ်းအင်္ဂါတွေကိုမကြခင်မှာပြန်လည်ဆက်သွယ်ပေးနိုင်တယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကပုတ်တဲ့တွေနဲ့သူတို့ရဲ့ထိုးကြတဲ့စွမ်းရည်ကအနာဂတ်မှာလူသားတွေကိုဘယ်လိုအကျိုးပြုနိုင်တယ်လဲဆိုတာတွေကိုဆက်လက်ပြီးတော့လေ့လာနေဆဲပဲဖြစ်ပါတယ်ရှင်။နံပါတ်5ဖား ဖားတွေကသူတို့ရဲ့အုံနောက်သေးသွားသည့်တိုင်လှဲ့ပတ်သွားလာနေကြတာတွေကိုတွေ့ရှိခဲ့ပါတယ်။အုံနောက်မရှိတာကိုပိုတိကျစေဖို့အတွက်သိပ္ပံပညာရှင်တွေကဥကောင်းမပါတဲ့တရိတ်ဆန်မျိုးစုံဆက်လက်လှုပ်ရှားနေတဲ့သတင်းတွေကိုတွေ့ရှိပြီးတော့ဒလုံစမ်းသပ်မှုတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဥကောင်မရှိတဲ့ဖားကိုငကိုတိုင်းထားပေမဲ့အုံနောက်ကိုဖဲလိုက်မယ်ဆိုရင်ဖားဖြစ်သွားမှာလေ။အုံနောက်ကိုဖြတ်ထုတ်ပြီးစကောရာစုအာယုံကျော်ပညာရှင်ဒေးဗစ်ဖာရီယာရဲ့သိပ္ပံနည်းကြားချင်းကပ်ပုံကိုကြည့်ရလို့ကျေးဇူးတင်မိပါတယ်။ ဦးကောင်းရှိနေပေမဲ့လေအုံနောက်မရှိတဲ့ဖားရကောင်ကအမန်တကယ်မှာသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမသိသေးဘဲနဲ့ပုံမှန်ဖားရကောင်တိုင်းရှိနေတာဖြစ်ပါတယ်။ဖားကိုပလန်အလန်လိုက်မယ်ဆိုရင်တော့သူ့ဘာသာသူပြန်မောက်သွားပါလိမ့်မယ်။ခြေထောက်ကိုဆွဲလိုက်မယ်ဆိုရင်လည်းခုန်ထသွားပါလိမ့်မယ်။ရေထဲထည့်ထားမယ်ဆိုရင်တော့ဟိုဘက်ကန်းကိုကူးသွားပါလိမ့်မယ်။နောက်ကျတော့ပုံမိမယ်ဆိုရင်တော့စိတ်နှောက်ရှက်ဖြစ်စရာအကောင်းဆုံးဖြစ်နိုင်ပါတယ်။ဖားကိုဖောက်ဝဲနေရလို့ထင်ရလောက်အောင်တောက်ပြန်မှုစွမ်းအားကပြင်တာပါ။ သူတို့ရဲ့ကြွက်သားတွေကိုချက်ချွန်ဖို့ဒါမှမဟုတ်ကြောင်သွားစေတဲ့လိုအပ်တဲ့လျှက်ဆက်တွန်းအားတွေကိုထုတ်ပေးနေရဖြစ်ပါရဲ့ရှင်။နံပါတ်၄ရှင်းခေါပညာရှင်ဒေးဗစ်ဘလာနီကရှင်ကောင်တွေကိုထိရောက်နေရှန်တန်ထမြောက်စီရာတွေကိုတွေ့မြင်ခဲ့ရပြီးလေ့လာခဲ့တာပါ။အဲဒါကမော်ဆန်တဲ့တဘာဝလွန်စွမ်းအားတွေရှိလို့တော့မဟုတ်ပါဘူးရှင်။ရှင်ကောင်တွေကအေးခဲနေတဲ့အပူချိန်ကိုရှန်တန်နိုင်ပြီးဆိုင်းငံ့ထားတဲ့ကတ်တုံတမျိုးမျိုးကိုရောက်သွားနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့ ဒါဝိဒါဆိုရင်တော့သူ့ကိုအပူချိန်ကိုတုံးပြီးအေးခဲနေတဲ့ရင်ကောင်ကိုပြုတ်ကြအောင်လုပ်နေရတဲ့ကိုတွေ့နေရတာပါ။အင်းဆက်ကရင်ကောင်ကိုတုံးလိုက်တဲ့အခါရင်ကောင်ကထွက်သွားပါတော့တယ်။ဒါပေမဲ့အေးခဲနေတဲ့အပူချိန်မှာရှန်တန်နိုင်တာကအံ့ဩစရာကောင်းတဲ့အစွမ်းပါပဲ။ရင်ကောင်တွေကခေါင်းပြက်ပြီးရနောက်ရဲ့တော်ကြာအသက်ရှင်နေမှာဖြစ်ပါတယ်။ခေါင်းဖြတ်ခံရတဲ့ရင်ကောင်အမတွေကတန်မှန်ရင်ကောင်တွေနဲ့ရွှဲမယ်ဆိုရင်တော့ကောင်းမွန်စွာပြန်တန်းနိုင်ပြီးကြံတန်းစွာလည်းသွာလာနိုင်တယ်လို့ပြောကြပါဗျ။ ပုံလုံးတော်အံ့ဩမိတာကအထီးတွေကအတန်ကျဲတဲ့အမတွေကိုရင်ခုန်ကြပါတဲ့ရှင်မှန်ပါတယ်ရင်ကောင်တကောင်ရဲ့ဥကောင်းကိုဖျက်လိုက်ရုံနဲ့တိတ်ပြီးတော့ပြောင်းလဲမသွားပါအောင်နော်ရှင်ကောင်တကောင်ရဲ့အပြုတ်မှုကလူသားနဲ့ပုံတူအောင်ဆွမ်းဆောင်နိုင်မယ်ဆိုရင်တော့အထီးတွေကသူတို့ရဲ့လိန်စုံစားကန်းတွေကိုအစိတ်တောက်ဖြစ်စေတဲ့နိုင်ငံသားလှုံ့ဆော်မှုဖြစ်နေတတ်မှတ်ပြီးလိန်ဆက်ဆန်ခြင်းနေတည်တယ်လို့ဆိုပါတယ်ရှင်။နံပါတ်3လိမ့် တွားတွားတတဝါတွေငှက်တွေနဲ့နိုးတိုက်တတဝါတွေရဲ့နှလုံးသားမှာအကြောင်းတစုံတရာကြောင့်အုံနောက်ကအာယုံကြောင့်အချက်ပြုမှုတွေမရောက်တဲ့အခါမှာသူတို့ရဲ့ကိုယ်ပိုင်နှလုံးခုန်နှုန်းတွေကိုထုတ်လုပ်ပေးတဲ့ cell station တွေပါတယ်။အဲဒါကအုံနောက်ကအလုံးမလုံးဘူးဆိုရင်တော့မှနှလုံးကခဏတာလဲပန်းနေမှာဖြစ်ပါတယ်။အခုခါမှာလက်ကအဆင့်တဲတစ်ခုကိုရောက်ရှိနေပြီဖြစ်နေပြီသူတို့ရဲ့နှလုံးကအောက်ဆီဂျင်ပြတ်တောက်ပြီးတော့သွေးရပေးတဲ့အာဟာရဓာတ်တွေပြတ်တောက်သွားတာကပုံမှန်နေ့တွေမှာဖြစ်ပါတယ်။ ။ဘာလို့လဲဆိုရင်တော့ဒီတရိတ်ဆန်တွေအစာကြီးနေမှာတည်ဆုံနိုင်တာပါ။ခေါင်းဖြတ်ခံထားတဲ့လက်တကောင်ကနိုင်9000ကျားမှာတည်ပါတယ်။သူတို့ရဲ့အရေးပြားလေကြောင်းနဲ့တင်မာကနေတဆင့်ရေထဲကအောက်ဆီဂျင်ကိုယူနိုင်ပြီးကြာရှည်အသက်ရှင်နိုင်ပါတယ်။အောက်ဆီဂျင်မပါဘဲနဲ့ဇွမ်းရင်ထုတ်နိုင်တဲ့သူတို့ခန္ဓာကိုယ်ရဲ့အံ့ဩစရာကောင်းတဲ့ကိစ္စတွေပါပဲရှင်။သူတို့ရဲ့နှလုံးသားတွေမှာသူတို့ရဲ့လောင်စာဆီတူလောင်မှုရှိနေပြီးတော့နောက်ဆုံးအချိန်တိုင်းမှာဖြည့်ပြီးအရှုံးမပေးကြပါဘူးတဲ့ရှင်။နံပါတ်1မွေး အလုံးကိုအစိပ်ပြင်းတဲ့မွေနဲ့ရင်ဆိုင်ရမယ်ဆိုရင်တော့လူရင်းရဲ့တုံ့ပြန်မှုတွေကိုအမျိုးအစားသုံးမျိုးခွဲနိုင်ပါတယ်။ဘေးလွန်ရာကိုပြေးတာမျိုးပဲဖြစ်ဖြစ်မွေကိုတက်ပလိုက်တာမျိုးပဲဖြစ်ဖြစ်ခေါင်းဖြတ်ပြစ်တာမျိုးပဲဖြစ်ဖြစ်လှုပ်တက်ကြတာပါ။ဒီမွေကခေါင်းပြက်နေတာဖြစ်မှာပါ။ခေါင်းပြက်နေတဲ့မွေတကောင်ရဲ့ဥကောင်ကသူ့အဆွဲတွေတိတ်စေတတ်တဲ့အစိပ်တွေအတွက်အလုံးလုံးနိုင်ပါသေးရဲ့နော်။သူ့အဆွဲနဲ့တင့်ကိုခဲထားပြီးသူ့ရဲ့ခန္ဓာကိုယ်နဲ့ခေါင်းအတူမရှိရတာမှအဲဒီအစိပ်ကိုထုတ်ပေးနိုင်စွမ်းရှိနေပါသေးတယ်။ မွေရဲ့မျက်နှာတစ်ဖက်တစ်ချက်မှာချိန်ချမှုတွေကိုထောင်လန်းမှုအတွက်အသုံးပြုတဲ့အပူဒဏ်ခံနိုင်တဲ့တွင်းတွေရှိပါတယ်။ဒီအပူဒဏ်ခံတွင်းတွေကတိတ်ဆုံးပြီးရင်နောက်နိုင်ပေါင်းများစွာကြောင်းလို့ချိန်ချမှုတွေကိုထောင်လန်းနိုင်စွမ်းရှိတာပါ။ဆိုလိုတာကတော့ဒီရာတွေကသူ့ကိုယ်သူခုခံကာကွယ်နိုင်တာဖြစ်ပါတယ်။ဒါကဖုံးဝင်နေရတဲ့တူပါတယ်။နောက်ဆုံးထိသူ့ကိုယ်သူကယ်တင်နိုင်တာပါရှင့်။နံပါတ်၁တုတ်ပြားကောင်းမြောင်မြေတံကောင်မျိုးပွားပုံအကြောင်းနဲ့ဇနီးအောင်ပုံပြင်နေရင်းနှီးပါသလား တန်ကောင်နှစ်ကောင်ကိုတဝက်ပိုင်းလိုက်မယ်ဆိုရင်တော့ညီတန်ကောင်ဟာတေးချာတချမ်းကဖြစ်ပေါ်လာမယ်လို့ဖော်ပြထားပါတယ်။ဒါကလုံးဝကိုအတိတ်ပဲမရှိတာတေးချာပါတယ်။ဒါပေမဲ့ပိုးကောင်တကောင်ကိုအစားထိုးလိုက်ပြီးဒီဇနီးဟောင်းပုံမြင်ကရုတ်တရက်လုံးကိုစိတ်ပြက်စရာကောင်းတဲ့ဇလန်းတစ်ခုဖြစ်လာပါတယ်။ပိုးကောင်တွေဒါမှမဟုတ်တန်ကောင်တွေကပြန်လဲရှင်တန်ကျင်းရဲ့တခင်ဖြစ်တဲ့လူတိများကြတာပါ။သူတို့ကိုဖြတ်တော့ပြီးရဲ့နောက်ပိုင်းသူတို့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းအလုံးကိုပြန်လဲတိဆောက်နိုင်ပါတယ်။တဝက်ဖြတ်လိုက်မယ်ဆိုရင်တော့ ဦးကောင်းဘက်ပိုင်းကအမီပေါက်လာပြီးအမီပိုင်းဘက်ကခေါင်းပေါက်လာပါတယ်အစိပ်ပိုင်း20လောက်ဖြတ်လိုက်မယ်ဆိုရင်တော့ပိုးကောင်တဲ့အကောင်20ဖြတ်နဲ့ပြောင်းလဲသွားနိုင်ပါတယ်အဲ့ဒီဖြစ်စဉ်ကိုနော်တီဟန်တက္ကသိုလ်ကသိပ္ပံပညာရှင်တွေကတန်ကောင်ပေါင်း2000ကျော်ဖြစ်အောင်လို့ဖန်တီးခဲ့တာပါသူတို့အားလုံးအသက်အရွယ်အရခန္ဓာကိုယ်ရဲ့အင်္ဂါတွေမပေါ်လွင်တဲ့မူလတစ်မျိုးကဘယ်လိုဖြစ်လာသလဲဆိုတာတွေကိုခံမှန်းကြည့်ကြရအောင်ပါလားရှင်ပိုးကောင်တကောင်ကောင်ကယောဂဘူကုသမှုဒါမှမဟုတ်တခြားဖျားနာတာမျိုးမရှိဘူးဆိုရင်အမြဲတမ်းအသက်ရှင်နိုင်လိမ့်မယ်လို့ယုံကြည်ကြပါတယ် ။တင်တို့ရောဘလို့အကောင်ကိုကြိုက်ဆုံးလဲဆိုတာအောက်ကကောမန့်လေးမှာပြောပြပေးခဲ့ပါအောင်နော်။နောက်ထပ်ဗီဒီယိုတွေမှာလည်းချေရတဲ့ပရိသတ်တွေကြိုက်စိတ်ဝင်စားစေမယ့်အကြောင်းအရာတွေကိုခိုင်ကဆက်လက်ပြီးတော့ထောင်းလင်းတင်ဆက်ပေးပါအောင်မယ်ရှင်။ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြရင်နှုတ်ဆက်ပါရစေလားနော်။ Bye bye ။